โอเคစမယ်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာပြည်တွင်းစစ်အရှိအကြောင်းဆုံးသောတိုင်းပြည်တစ်ခုပါ geopolitics အရာအရေးပါတဲ့နိုင်ငံတစ်ခုခဲ့တာကြောင့်အင်အားကြီးနိုင်ငံတွေရဲ့ဝင်ရောက်ဆက်ဖက်မှုကလည်းရှိနေပါတယ်။အထူးသဖြင့်တော့တရုတ်နဲ့အိန္ဒိယပေါ့။အိန္ဒိယကတော့ခေတ်အဆက်ဆက်မြန်မာစစ်တပ်ဘက်ကရှစ်တီလာခဲ့တာတွေ့ရပါတယ်။တရုတ်ရဲ့ပအဝင်ပသက်မှုကတော့အနည်းငယ်ရှုပ်ခေပါတယ်။ နိုင်ငံရေးမျက်နှာစာမှာတော့စစ်အစိုးရနဲ့ဒီလေအောင်ပေါင်းသင်းဆက်ဆံနေနောက်ပဲမှာတော့ကာယနာလက်နက်ကိုင်းအဖွဲ့တချို့ကိုလက်နက်နဲ့နှီးပညာထောက်ပံ့မှုတွေကုံသွယ်ခွင့်တွေပေးထားပါတယ်။အဓိကအပြင်တရုတ်ကမူကတော့ဘဒူးတက်တက်သူအကျိုးရှိဖို့ဟာအဓိကပါ။စစ်အစိုးရခဲအဆက်ဆက်ကလည်းအဆူပါတာယနာဒေတာတွေကိုကုသန်းရောင်းဝယ်မှုတွေချက်တော့ပေးပင်ခဲ့ရမှာတော့အဆူပါဒေတာကန်တွေဟာတရုတ်နဲ့ကုသန်းရောင်းဝယ်ကြရင်ပုံမှန်နှိဆက်သွားခဲ့ပါတယ်။တာယနာတွေအနေနဲ့လည်း ကြောင်းမြတ်ဘင်းခွန့်နဲ့စိုက်ပျိုးသီးနှံတွေကိုတရုတ်ဘက်ကတင်ပို့တယ်လို့ဆက်ပစ္စည်းအိမ်သုံးပစ္စည်းစီဝါအစားလက်နက်ခရမ်းတွေကပါတရုတ်ဘက်ကနေပြန်လည်တင်သွင်းပါတယ်။တရုတ်ရဲ့မြန်မာနိုင်ငံအပေါ်ဆွတ်ဆန်မှုကတော့မိစတပန်ရေမှုတစ်ဖက်ပါပဲ။တိုင်းနာဖွဲ့တွေအနေနဲ့ကလည်းစစ်အစိုးရနဲ့တိုင်ပွဲတွေဖြစ်နေတဲ့ကာလတချို့မှာတရုတ်အစိုးရကကင်းခွာလို့မရတဲ့အနေအထားတွေရှိနေပါတယ်။သူတို့ကတရုတ်ကိုကြိုက်လို့လားဆိုတော့ သူတို့အနေနဲ့လည်းတရုတ်ကိုလုံးဝအကြိုက်ကြီးတော့မဟုတ်ပါဘူးတရုတ်ကအိယာရိုအဖွဲ့တွေကိုအစိုးရတရုတ်လိုမဆက်ဆံမဲနဲ့အာမလန်ဘက်ကိုင်းအဖွဲ့တစ်ခုအနေနဲ့သာနှိမ့်ချဆက်ဆံရင်းပြီးတော့လူအပ်ထတဲ့ပူပြီးတော့ဩဇာရှမိုးချုပ်ခိုင်းဖို့ကြိုးစားခြင်းနေကြောင်းမီဒူမင်းဆိုစီကမူမြောက်ပိုင်းအီရာဟိုအဖွဲ့တချို့နဲ့တရုတ်အကြားမှာအပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းနေတာကတော့လက်တွဲအရှိတရားပါ ခင်းအဆက်ဆက်စစ်ကောင်းဆောင်တွေဖြစ်တဲ့ခင်ညွန့်တိုင်းရွှေတို့ဟာတရုတ်နဲ့ပြည်လေတဲ့ဆက်ဆံရေးကိုထူထောင်ခဲ့ကြပါတယ်။တရုတ်နိုင်ငံမှလာတဲ့စစ်ပစ္စည်းများကိုအဓိကထားပြီးတော့ဝယ်ယူခဲ့ကြပါတယ်။မင်းအောင်လေးစီဦးစီးချုပ်ဖြစ်လာတဲ့ကာလမှာတော့မြန်မာစစ်တပ်ကရုရှားဘက်ကိုရင်းတော်ခဲ့ပါတယ်။ power balance လုတ်ခဲ့တဲ့ဘောအနေနဲ့ရုရှားကိုတင်ရလို့တဲ့နေစီလို့တဲ့ရုရှားစီကစစ်လက်နက်တွေကိုအထိကထားပြီးတော့ပုံမဝေယူခဲ့ပါတယ် power balance လုတ်ခဲ့တဲ့ဘောကတော့ စီဝါရေးစေရေးစတဲ့အခြေအနေတွေမှာနိုင်ငံကြီးတစ်ခုကိုမိခိုးအားထားနေကြတဲ့အခြေအနေကနေရောက်ခဲ့ပြီးတော့တခြားသောအင်အားကြီးနိုင်ငံတစ်ခုနဲ့ချွေလန်းဝေလန်းခင်ထားတဲ့သဘောလို့ပြောလို့ရတယ်။ဒါပေမဲ့ဒါဟာတရုတ်အစိုးရအတွက်တော့စိတ်ကွက်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။အလုံးမမိရောမလားတော့မသိဘူးပေါ့။ 2018ခုနှစ်လောက်ကမင်းအွန်လိုင်းကမြောက်ပိုင်းအရာတို့အဖွဲ့ချူရဲ့နောက်ပိုင်းမှာတရားကြီးနိုင်ငံတစ်ခုရှိနေတာကြောင့်သူ့အနေနဲ့အမြင့်ဖြတ်ဖို့ခက်ခဲနေပါတယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ရှိခိုးသွားပြီးတော့ကဘာပီတယုံဆွေးရကိုအရှက်ခွက်ခဲ့တာရှိခဲ့ပါတယ်။ဒါကြောင့်မင်းအွန်လိုင်းကိုမျက်မှုန်းကြိုခဲ့တဲ့တယုံအစိုးရကမြောက်ပိုင်းအရာတွေကိုပူပြီးတော့လက်နက်အသေးအစမ်းတွေရောင်းချပြီးတဲ့လက်နက်စက်ရုံနဲ့နှီးပညာတွေကိုတီထောင်ပေးခဲ့တယ်။ မင်းအွန်လိုင်းနေကနေကလည်းဒါကိုသိတော့ရုရှားရှိကနေလက်နက်အကောင်စားတွေဝယ်ယူပြီးတော့တိုင်းရင်းသားဒေသတွေမှာတိုက်ပွဲတွေဆင်ခဲ့ခဲ့ပါတယ်။ဒီလိုနဲ့မြန်မာပြည်မြောက်ပိုင်းဟာတရုတ်ကြီးပြည်ညာနဲ့ရုရှားကြီးပြည်ညာကြားကအားပြိုင်မှုကြီးတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ KIA ဆိုရင်လည်းတစ်ချိန်လုံးကတရုတ်နဲ့ကင်းကွက်လို့မရတဲ့အနေအထားတစ်ခုရှိခဲ့ပါတယ်။အခုချိန်မှာတော့ KIA လူကြီးများရဲ့အငြင်းငင်ရှိမှုနဲ့ တရုတ်ကအလုံးစုံမိခိုးစရာမလိုတော့ဘဲနဲ့အနောက်တိုင်းကအင်အားကြီးနိုင်ငံတစ်ခုနဲ့ပါပါဝါဘယ်လန့်စ်လောက်ခနိုင်ပြီလို့လည်းသိထားရပါတယ်ရှိခုနယူးဒေါ်လာရေးမှာလဲမြန်မာပြည်အပေါ်မှာတရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေကပြည်ရဲ့များပြီးတော့ရှုပ်ခိနေသေးပါစစ်အုပ်စုကလည်းဒေါ်လာရေးအင်အားစုတွေကိုမှနေနေနိုင်သေးတာ DRO တွေနဲ့ PDF တွေနောက်ဘက်ကတရုတ်ရှိနေလို့ဆိုပြီးတော့ဆွဆွဲပါတယ် တော်လိုင်းအင်အားစုတွေဘက်ကလည်းမဲအောင်လိုင်းကိုတရုတ်ကကူညီအသက်ဆက်ပေးနေတယ်လို့ကုန်သက်ဝေဖန်မှုတွေရှိနေပါတယ်။တကယ်တော့တရုတ်အထက်ကတော့မြန်မာပြည်နယ်စပ်မှာစစ်မီးတော်လောင်နေခြင်းကနေဆက်ကူတန်းရောင်းဝယ်ရေးကိုထိခိုက်စေတယ်။ဒီရင်းစစ်ရှိနေခြင်းကတရုတ်မလိုလားပါဘူး။ဒါကြောင့် ER ကိုတွေကိုအတင်းဖိအားပေးပြီးတော့စက္ကဆာနဲ့အမျိုးမျိုးနှိမ့်တိုင်းဆွေးနွေးမှုတွေရုတ်ခိုင်းနေတာဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ်မှာစင်မီတောက်လောင်တိုက်ပွဲတွေဖြစ်နေတာကတရုတ်အစိုးရအတွက်ကကောင်းကျိုးထက်စူးကျူးကပိုများနေပါတယ်။တဖက်ကလည်းမြောက်ပိုင်းအီရတ်ဝအဖွဲ့တွေပျောက်ကွယ်သွားမှကိုတရုတ်အနေနဲ့လုံးဝမလိုလားပါဘူး။စက္ကဆအနေနဲ့အီရတ်ဝတွေကိုအနည်းဖြတ်သုတ်နိုင်မဲ့တိုက်ပွဲမျိုးဖော်ဆောင်လာရင်တရုတ်ကအီရတ်ဝတွေနောက်ဝက်ကနေအမကန်ရက်တီပေးပါလိမ့်မယ်။သူတို့စက္ကဆပြုတ်ကြသွားမှကိုလည်းတရုတ်ကမလိုလားပြန်ပါဦး။ ဒီမိုကရေစီစနစ်ကို GB ပြင်းပြင်းကျင်းထုံးတဲ့ဒီတုအစိုးရတက်လာရင်လေအနောက်အစုနဲ့မြန်မာနိုင်ငံနှိစပ်သွားမှာကိုတရုတ်အစိုးရကမလိုလားသေးပါဘူးတကယ်တော့တရုတ်ဖြစ်စေခြင်းတဲ့ပုံစံက2008ခြေဦးနဲ့ပဲပြန်လဲအသက်သွင်းနေတာပါ။ဤသူအစိုးရနဲ့စစ်တပ်ကြားမှာအနာခွဲဝေကျင့်သုံးတဲ့ပုံစံနဲ့တော့ ER ကိုလေးဘူးလဲနောက်ခွဲက သူကလက်မဲကြီးနဲ့ထိ ंछ ုံခံမှုထားပဲဤတွင်စစ်ကူတော့ သူမဖြစ်ခိုင်းရင် မချင်းနဲ့သူစကားကိုနားထောင်ဖို့တရုတ်အစိုးရအနေနဲ့မြန်မာစစ်တပ်နဲ့မတည့်ရင်ဒီတုအစိုးရနဲ့ပေါင်းမယ်ဒီတုအစိုးရနဲ့မတည့်ရင်စစ်တပ်နဲ့ပြန်ပေါင်းမယ်နှစ်ဖက်စလုံးနဲ့မတည့်ဘူးဆိုရင်သူမွေးထားတဲ့ ER ကိုအချို့ဘူး giving sink မိမှုခိုင်းမယ်ဒီတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးရေးစီးပွားရေးအနာဂတ်တွေကိုတရုတ်အနေနဲ့ပြည်ရဲ့သုံးပြီးတော့ကျူးကန်ခြင်းနေတယ်လို့ယူဆရပါတယ် ယခုနေဦးတော်ဟန်ရေးလင်းနေတာကလည်းရောက်တဲ့အချိန်မှလည်းတရုတ်အစိုးရကပြည်သူအစိုးရ NUG ဘက်ကနေပြီးတော့ပေါ်ပေါ်ထင်ထင်ရပ်တည်တာမရှိခဲ့ပါဘူး။ဒါပေမဲ့လေမအားလာကတော့ရုရှားနဲ့ပူပူပြီးတော့နှိကက်ခဲ့ပါတယ်။လူတကာအမြင်ကချင်စရာကောင်းလောက်အောင်ဗလာဒီမာပူတင်ကိုမင်းအောင်လိုင်းဖားရခဲ့တာအားလုံးအသိဖြစ်ပါတယ်။ကျတုံရနှစ်ကိုဆစင်ကြီးကိုတရုတ်ကမီစင်းကမှုနဲ့အတူတော်လိုင်းအင်အားစုတွေကမြောက်ပိုင်းမှာထွန်ဆောင်ခဲ့ပါတယ် အတိုင်းတာတစ်ခုခီရောက်တဲ့အခါမှာတရုတ်ကတူဖွင့်တဲ့မီးစိမ်းကိုတူကန်ပိတ်လို့မရတော့ပါဘူး။ဂျီရူနဲ့တူပြတဲ့မီးစိမ်းဟာပိတ်လို့မရဘဲနဲ့လာရှိုးအထိအရှင်လုံးကျောက်သွားခဲ့ပါလေ။အဲ့ဒီအချိန်မှာတော့မဖြစ်မနေနဲ့မီးအဝါပြပြီးတော့အတင်းနှစ်ဖက်စလုံးကိုဖိအားဖိကမိနှိုင်းစီခဲ့ပါလေ။တရုတ်လူချင်းနာကတော့မြန်မာပြည်ရဲ့စည်ရေးနိုင်ငံကြီးကတရုတ်နဲ့ကွင်းခွာလို့မရဘူးဆိုတာကိုစစ်အုပ်စုအပါအဝင် သက်ဆိုင်ရာတော်လိုင်းအင်အားစုတွေကိုပါ message ပေးခြင်းတဲ့သဘောပါ။ဒါပေမဲ့သူဖြစ်ချင်းတယ်လို့တော့ဖြစ်မလာခဲ့ပါဘူး။မြန်မာနိုင်ငံကြီးကခံမှန်းရခဲ့ပါလေတော်လိုင်းအင်အားစုတွေကလည်းဒီဒူတာအဓိကဆိုတဲ့မှုနဲ့ဆက်လက်ပြီးတော့တိုက်ပွဲဝင်နေသလိုမင်းအောင်ပိုင်ကလည်းတရုတ်ကိုကျေးဇူးမတင်တဲ့ပြင်ပဆိုးလှန်ပြပြီးတော့ရုရှားရှီကိုဒေါ်ဖီဖီမှာပါလေဒီကလာတော်တွင်မှာတရုတ်ဟာမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုမှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ မြန်မာပြည်သူလူထုဘက်ကရက်တီမလားနိုင်ငင်းကိုလောင်းတော့မလားဆိုတဲ့မိကုံးတွေကလည်းခပ်ပေါ်လာခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စူးစိထားတဲ့အချက်အလက်လေးတွေကို ကြည့်လိုက်ရအောင်။ CDM လောက်ခါတဲ့စစ်ဆေးပါတကူဘုံကြီးမင်းမောင်မောင်ကတော့တကူတိုင်းတရုတ်သမ္မတစီချင်းပင်နဲ့ပွားရောက်ပြစ်ဆုံးခဲ့တယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ကူမင်းင်းကလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ post တင်ထားတာကိုတွေ့ရပါတယ်။ ။ဦးမျိုးထိုက်ကန်သိန်းကလည်းဒီအချက်ကို approve လုပ်ပြီးတော့မျှဝေထားတာတွေ့ရတယ်။ကျွန်တော်ရဲ့ပုဂ္ဂလိကအငြင်းရတော့ဒီသတင်းတွေကိုတရားရနှုံးပြီးအမှန်တကယ်ဖြစ်လာမယ်လို့တော့အတည်မပြုနိုင်ပါဘူး။တရုတ်သမ္မတဆီဂျင်းမင်းနဲ့တွေ့ဖို့ဆိုတာ ER ကိုခေါင်းဆောင်နေတော့တွေ့ချင်တိုင်းတွေ့လို့ရတဲ့အနေအထားမှာရှိမနေပါဘူး။တရုတ်နိုင်ငံရဲ့ဒေသန္တရအစိုးရအရာရှိတွေတောင်ရှိသူတွေနဲ့ပြည်ဆောင်နေဆိုရင်တော့တကောင်းချင်နိုင်ပါလိမ့်မယ်။ ဒီသတင်းချက်လက်တွေနဲ့ပတ်သက်ပြီးတော့ထောက်တာဟင်းစော်ညိုကတော့ညင်းဆူထားပါတယ်အခုလိုပမာလက်နက်ကင်တော်လိုင်းအင်အားစုအချို့ပေါ်မှာတရုတ်ရဲ့ထောက်ပံ့ပေးမယ့်ကိစ္စကကျွန်တော်တို့ထင်တာတက်ပူပြီးတော့ရှုခိနေနိုင်ပါတယ်အစိုးရအထောက်ပံ့ကန်အင်အားစုတွေအနေနဲ့လည်းအာဏာရှင်လက်သင့်မဖြစ်ဖို့အရေးကြီးပါတယ်ကျွန်တော်တို့နေဦးတော်လိုင်းကြီးဟာပုတ်ကူတအူးတယောက်တို့မဟုတ်အဖွဲ့အစည်းတစုတစ်ဖွဲ့အတွက်တိုက်ပွဲဝင်နေတာမျိုးမဟုတ်ဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ဂျူအခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြတာမဟုတ်ပါလား။ဒါပေမဲ့တရုတ်ရဲ့ပီကန်ဂျင်းများနောက်ွယ်ကနေပြန်လည်ရယူလိုမှု အကျိုးစီးပွားတွေကိုတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ကောင်းစွာတတိချဲ့ဖို့လိုပါမယ်။အနာဂတ်မှာတော့ဘာပဲဖြစ်ဖြစ်ရှုပ်ခင်းမှုတွေရရှိနေဦးမှာပါ။ဒီဒူရီရဲ့ဆန္ဒတိကအဓိကဖြစ်တာမို့လို့တော်လှန်ရေးအလုံးကာလမှာလည်းလူအခွင့်အရေးတိုင်းရင်းသားများအလုံးတန်းတူညီမျှရေးလွန်လပ်စွာထုတ်ဖော်ပြောဆိုခွင့် တရားမျှတမှုစားတဲ့အစံတမိုးတွေကိုအာမခံချက်ပေးနိုင်တဲ့အခင်းချင်းဖြစ်ဖို့ပြည်သူတွေအနေနဲ့လည်းဆက်လက်ပြီးတော့ဝိုင်းရံပေးကြဖို့လိုပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ပြည်သူထီတာအဓိကအရေးတော်ပုံအောင်ရမယ်။